အားလုံးပဲမင်္ဂလာပါနိုဝင်ဘာ16ရက်နေ့ကမ္ဘာ့အဆုံးသတင်းတွေနဲ့တိဆက်ဆွေးနွေးကြအောင်အဓိက BBC ဒုက္ခရောက်တဲ့အကြောင်းကိုကျွန်တော်တို့ focus ပြီးမှပဲဆွေးနွေးတော့မှာပါတကယ်ပဲ BBC is over BBC is ဒုက္ခရောက်တယ်เนาะဆိုလုံးဝအသေးချတယ်ဘာဖြစ်လို့လဲဆိုတော့ Trump က Trump ကိုယ်တိုင်ကပေါ့ Trump ကိုယ်တိုင်က BBC နဲ့ပတ်သက်ပြီးမှပါလို့ပြောခဲ့တယ်။စသဖြင့်ကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်ပါ။ဆိုတော့ပထမမှာတော့ BBC ကဗျာပထမမှာတော့ BBC က Trump ကိုတောင်းပန်နေမယ်ဆိုရင်တော့ရတယ်ပေါ့။ဒါပေမဲ့အခုက BBC နဲ့တော့ Trump ကြားရကပြည်နာကယူရှင်နဲ့ပြည်နာမဟုတ်တော့ဘူးပူပူမူပြီးမှရှုပ်ထွေးနေတယ်။ဘာဖြစ်လို့လဲဆိုတော့ BBC က Trump ကိုရောချေးမပေးချင်ဘူးတဲ့။ အဲ့ခါကျတော့ Trump ကမင်းတို့မပေးဘူးဆိုတော့ကျွန်တော်တို့လည်းတရားစွဲမယ်ဆိုတော့ပြောလာတယ်။ဒါတွေအားလုံးကျွန်တော်တို့အစကနဲ့အဆုံးထိဆွေးနွေးတော့မှာဖြစ်ပါတယ်။ဆိုတော့ BBC ကတော့နော်သူကနာမည်ပြတ်တာနဲ့တူရေးသူ့ရဲ့စီးပွားရေးကလည်းကျတာလေ။ပြီးတော့သူ့ရဲ့ viewer တွေကလည်းကျလာတယ်။ပြီးတော့ပြည်သူလူထုရဲ့ယုံကြည်မှုတွေကလည်းကျလာတယ်။အခု5 billion 5 billion တန်တရားစွဲတော့မှာဆိုတော့ BBC ကတော့ point တက်နေပြီ။ BBC က BBC ကတော့ဖိန်တုံးလုံးကြီးနဲ့ပဲပုံအခြေအနေစိုက်ပူးရှိလာတယ်ပေါ့။ကဲဒါဆိုတော့ဒီကိစ္စကိုကြည့်ရှုသူအနေနဲ့ဒီအချူးအချောင်းလေးနားလေလွေကိုအောင်ပေါ့နော်အချူးအချောင်းလေးကိုကျွန်တော်ရှင်းပြပြစေ။ဆိုတော့ BBC သတင်းဌာနကပြဿနာစတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပြစေပေါ့နော်။ BBC သတင်းဌာနက2021 January 6ရက်နေ့စီးနင်းမှုပေါ့ အဒီပတ်နဲ့ပတ်သက်ပြီးမှဒိုနယ်ထရမ့်ကဒီကပီတယ်ရိုင်းမတိုက်ခင်လေးမှာ January 6 2021မှာဒိုနယ်ထရမ့်ကမင်ခွန်ပြောခဲ့တယ်အဒီမင်ခွန်ကို BBC က edit လုပ်ပြီးမှမူရင်းဆိုလို့ရင်းနဲ့လွေးချော်သွားအောင် BBC ကလုပ်လိုက်တာဆိုတော့ဒိုနယ်ထရမ့်ရဲ့မင်ခွန်ကတော့ကျွန်တော်တို့ဒီသွားမယ် တော်ပြီးမှငင်းငင်းချမ်းချမ်းဆန္ဒပြမယ်ဆိုမှပြောခဲ့တယ်။ဒါပေမဲ့ BBC ကဘလို့အဲ့ဒစ်လို့တာလဲဆိုတော့ကျွန်တော်တို့သွားမယ်တကုံချမယ်တကုံချမ်းမယ်ဒါမှမဟုတ်ရင်တော့ကျွန်တော်နိုင်ငံမရှိရှိတော့မှာမဟုတ်ဘူးဆိုမှ BBC ကလုံးဝစကလုံးကိုလွေမာတော့အောင်လုပ်ပြီးမှအဲ့ဒစ်လုပ်လိုက်တာကိုလုံးဖျက်ထောက်ပလိုက်ပြီးမှအဲ့ဒါကလည်းပြဿနာကအဆပြီးလုံလာတယ်ဒီနောက်ပိုင်းမှာ Trump က BBC ကိုတုံ့ပြန်နေတယ်ဗော ၆ကတောင်းဆိုမှုတွေလုပ်နေတယ်ကဲ BBC အနေနဲ့ဒီပြဿနာဖြစ်စေတဲ့မှတ်တမ်းရုပ်ရှင်ကိုဖေရှားပေးကြပါပြီးတော့ Trump ကိုတရားဝင်တောင်းပန်ပါပြီးတော့ Donald Trump ရဲ့ကုန်သိက္ခာနဲ့စီးပွားရေးထိခိုက်မှုအတွက်နစ်နာကြေးပေးဖို့ဆိုမှ Trump က Trump ရဲ့ဆူရကပေါ်တော့ Donald Trump ရဲ့ဒီမဖွဲ့တွင်က BBC ကိုတောင်းဆိုခဲ့တယ်တုံးချက်တုံးချက်ကပါလဲ ပြဿနာဖြစ်စေတဲ့ခမည်းတော်ဗီဒီယိုရုပ်ရှင်ကိုဖျက်ပလိုက်ပါတခုတရားဝင်တောင်းပန်ပါနှစ်ခုပြီးတော့ဒွန်နယ်ထရမ့်ကိုတိုက်ခါနဲ့စီပွားရေးထိခိုက်မှုအတွက်နစ်နာကျေးပေးပါသုံးခုဒီသုံးချက်ကိုထရမ့်ကထရမ့်ဒီမ်ကတောင်းဆိုတယ်ဆိုတော့ထရမ့်မတောင်းပန်ပါကကျွန်တော်တို့ BBC ကိုဘီလျံဒါမှမဟုတ်ဘီလျံထက်ကျော်တဲ့တရားဆွေးမစုမှအချင်းချောက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာ BBC ကတော့တောင်းပန်တယ်ဟုတ်ကဲ့ပါဆိုပြီးမှတောင်းပန်တယ် BBC ကကျွန်တော်မားပါတယ်အစားတစ်ဖြစ်တောင်းပါဖြစ်တယ်ဒါပေမဲ့ BBC ရဲ့တောင်းပါမှုအထဲမှာဘယ်လိုဖြစ်သွားတာလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုတော့ဖိရှားပေးမယ်ပေါ့ဗျာကျွန်တော်တို့မားပါတယ်ပေါ့ကျွန်တော်တို့လောက်တာကမားပါတယ်ဒီပြဿနာဖြစ်စေတဲ့မတရုတ်ရှင်ကိုကျွန်တော်တို့ဖိရှားသွားပေးပါမယ်ပြီးတော့ဒီလုံးဝ Trump ကိုလည်းတောင်းပါမယ်ဆိုမှ BBC ကတောင်းပါစာလည်းထုတ်တယ် သူတို့အမားလို့ထားတဲ့ဥစ္စာကိုလည်းဝန်ခံတယ်ကျွန်တော်တို့ကမားပါတယ်နော်အနတ်အဒီပေကောက်ယူပြီးမှပဲမားယူဆိုတော့ကျွန်တော်တို့ကလွေးချိုတောင်းလို့တာပါစူပီမာ BBC ကအချက်ကိုတောင်းပါနေတယ်ဒါပေမဲ့ BBC ဖက်ကတခုသူတို့ရဲ့ငင်းပေချက်တခုရှိတယ်အဲ့ဒါကပါဆိုတော့ဒေါ်နယ်ထရမ့်ကိုနစ်နာကျေးပေးမှာမဟုတ်ဘူးတဲ့ BBC ကထရမ့်ကိုနစ်နာကျေးပေးမှာမဟုတ်ဘူးတဲ့အငင်းစာပလိုက်တယ် so trump ka adina pai ma bbc ya tong pa mu ri ko ngin pe plai da trump rejected bbc apology ဒါဆိုတော့မင်းတို့ရဲ့တောင်းပန်မှုကိုကျွန်တော်လည်းခံမှာမဟုတ်ဘူးတဲ့အတူတူ Trump ရဲ့ဖွင့်သမားတွေကဆိုတော့ BBC ရဲ့ဥက္ကဋ္ဌကအင်ပူရိုစီမာနော်ပုံလုံးဝအဲ့လိုမျိုးတောင်းပန်စာပုတ်ခဲ့တယ်တောင်းပန်စာတော့ရန်ကောင်းတယ်တဲ့အတူတူ Trump ကပေါ့နော် အာလိုမျိုးလုံးဝသူတို့အဖာကူလေးဝင်ခံတယ်ဗီဒီယိုကူလေးလုံးဝပြန်တလစ်လုပ်ပေးမယ်ပြန်ဖြတ်ပေးမယ်စသဖြင့်ပေါ့ဗျာအလိုလုပ်ခဲ့တယ်ဒါပေမဲ့ BBC ဖက်ကငင်းဆိုတာကဒေါ်နယ်ထရမ့်ကိုနင့်နာချေပေးမှာမဟုတ်ဘူးဆိုမှငင်းဆိုခဲ့တယ်အခုထရမ့်ကဒါဆိုတော့မင်းတို့တောင်းပန်ထားတော့ကဥစ္စာကိုကျွန်တော်လက်ခံမှာမဟုတ်ဘူး BBC ကို1 billion ကနေ5 billion ရှားရဲမတရားဆွေးမယ်တဲ့ကဲဒါဆိုတော့ BBC ကတော့ quiet ပြီး BBC ကတော့ paleontology နဲ့နေရမဘောဖြစ်နေပြီတော်တော်လေးကို BBC ရဲ့ဒုက္ခအကြီးဆုံးဖြစ်လာတယ်ဒါက BBC ရဲ့နောက်ဆုံးစဉ်းစားကြည့်5 billion ဆိုတာနေတာမဟုတ်ဘူးနော် BBC ရဲ့လုပ်ငန်းမှာ5 billion 3 billion 3 billion နေတာမဟုတ်ဘူးပထမအုပ်ဆုံး BBC ရဲ့စီးပွားရေးကအတကုံချစင်းမှာဒုတိယအုပ်ဆုံး BBC ရဲ့ဒီလောက်ရတွေကလေ US အစုအယကအကုန်လုံး investigate လုပ်မှာ ဘယ်လိုလုပ်မှလဲဆိုတော့ဒါက BBC က Trump တူသေးကိုသာလောက်တာမဟုတ်ဘူး။ဂျန်နဲ့နိုင်ငံရေးခေါင်းဆောင်တော်တော်များများကိုလည်း BBC ကမာယွန်းစွာလွေးချော်စွာနဲ့အတိပေးကောင်းနောက်ပြီးမှပြည်သူလူထုကိုလိန်လေတာအများကြီးလောက်ထားတယ်တဲ့။အများကြီးရှိနိုင်ချေရှိတယ်တဲ့။နော်ဒါကိုတန်တရားရှိကြတဲ့ BBC က Trump တူတူရောက်သေးကိုလောက်တာမဟုတ်ဘူး။ဂျန်နဲ့အများကြီးကဘာကြီးကိုလိန်လေခဲ့တာအများကြီးရှိမယ်ဆိုမှလောက်ထားတယ်။ ဲ့ဒါအကြောင်း US က BBC ရဲ့တင်ပြတဲ့မြန်မာတမန်အားလုံးကိုသူတို့က investigate လုပ်တော့မှာ US က BBC ကိုစုံစမ်းစစ်ဆေးရလုပ်တော့မှာသူတို့ BBC ကလုတ်ထားတဲ့အမှားမှန်တမန်အားလုံးကို US ကဖော်ထုတ်တော့မှာစဉ်းစားကြည့်တော့ဒီ BBC ကတခြားဒီ Israel နဲ့ Palestine ကိစ္စနဲ့ပတ်သက်ပြီးမှ link လေးပြောဆိုထားတဲ့စာအများကြီးရှိသေးတယ်နိုင်ငံရေးတမားတွေကိုဘတ်လိုက်ပြီးမှတိုက်ခိုက်ထားတဲ့ လင်းလင်းမှုအများကြီးရှိသေးတယ်။ဒါတွေအားလုံးကို US ကပို့ထုတ်တော့မှာပထမအုပ်စု BBC စီးပွားရေးကအကြီးကြီးထိခိုက်တော့မှာတင်ချတယ်။ဒုတိယအုပ်စု BBC ရဲ့အလင်းကလေးတွေအားလုံးကို US ကပို့ထုတ်တော့မှာတနည်းမှာ BBC ကိုယုံကြည်နေတဲ့ပီတူလူထုကအကုန်လုံးသက်စာပေါက်ခံခဲ့ရတယ်ကွာလူတွေအားလုံးက BBC ကိုယုံကြည်ပြီးမှပဲအားထားပြီးမှပဲအမေရန်အားပေးပြီးမှအကြီးကြီးကြတာဟုတ် because they trust BBC BBC မှာအကုန်လုံးယုံကြည်ခဲ့ကြတာအခုကပြည်သူလူထုကိုယ်တိုင်က BBC ကတက်ဆာဖောက်ခံနေဆိုမှခံယူနေကြတယ်။အော်ကျွန်တော်တို့ဒီတစ်ချိန်လုံး BBC ကမကျွန်တော်တို့ပြည်သူလူထုကိုအလင်းညာတွေမပြောကြတာလား။စူပီမပဲယုံကြည်လာကြတယ်။ဒါက the fall of BBC BBC ရဲ့ကြာစင်းမှုအဆနေပြီပေါ့။ဒါဆို Trump ကိုယ်တိုင်ကရောဘာလို့ပြောခဲ့လဲဆိုကျွန်တော်ကြည့်ကြည့်အောင်။ကျွန်တော်အရန်တဘောကြတယ်ကွာ Trump ကအခုလိုမျိုးတရားစွဲတာအရန်တဘောကြတယ်။ BBC ကအစကနေနဲ့အဆောက်ရလင်တာများတယ်ပေါ့နော်။ no. All right ကဲဒါဆိုတော့နောက်ထောက်ကြည့်အောင်။ yeah, Trump ကိုယ်တိုင်ကဘာပြောခဲ့လဲနောက်ထောက်ကြည့်အောင်နော်။ okay, no? like human beings and what uh, the truth and exposing what fake news is so all about what BBC did. Nobody would even think of it. But actually, words coming out of my mouth. So the BBC has apologised and tracked the report. They said it looked ကျွန်တော်သူပြောနေတယ်ခုနထရမ့်ကပြန်ရှင်းပြတာပေါ့နော်ကျွန်တော်ပါဇက်ဒေးကလည်းထွက်တဲ့စကလုံးကြည့်ကူ BBC ကအကုန်လုံးပြောင်းပလိုက်တာပေါ့ဆို DDC BBC ကဘလားအလောက်ထိတောင်အတူအယောင်ဖြစ်နေတဲ့သတင်းထလာဖြစ်တယ်ဆိုပြောတယ်ဆိုခုနသတင်းမင်းဆရာကပြောနေတယ် BBC ကသမရထရမ့်ကြီးကိုတော့တောင်းပန်ထားတာဒါပေမဲ့ရောချင်းနဲ့နာချင်းတော့ပေးမှာမဟုတ်ဘူးလို့ပြောနေကြတယ် ထရမ်အနေနဲ့ဘာလို့မှလဲဆိုမှခုနကမေခွန်းမေဆာဂျန်လစ်ကအမင်းတွေပေါ့နော် next week မှာလာမယ့်ပတ်မှာလေ BBC ကို1 billion ကနေ5 billion ကြာတရားဆွဲမယ်တဲ့နော် between 1 billion and 5 billion BBC ကို Trump ကတရားဆွဲမယ် next week မှာလာမယ့်ပတ်ကစပြီးမှတရားဆွဲတော့မှာ they share chara no abide kisaka by the way youtube kale trump ko dolat na se ne chao yo che pehere youtube kale don trump ko ban lo block lo da youtube ka trump ko ba phlo bbc ka asa bo kwa bbc ka re bi ဘီဘီစီရောတရင်ဌာနကြီးကအလင်အညာကြီး edit လုပ်ပြီးမှအဒေါ်လထရမ့်ကသူမပြောထားတဲ့ကိစ္စကြီးကိုပြောအောင်လုပ်သွားတာပေါ့ edit လုပ်သွားတာပေါ့ကွာရောမအချမ်းဖက်မှုကိုနှုတ်ဆိုသူလိုမျိုးလုပ်သွားတာပေါ့အဲ့ဒါကြောင့်လေ trump ကပါလေ facebook တို့ youtube တို့ကသူ့ကို ban လုပ်ပလိုက်တာ။ဩ trump ကအချမ်းဖက်မှုကိုအားပေးတာပဲဆိုမှ ban လုပ်ပလိုက်တာ။ facebook ကလည်း trump ကိုတန်းနေချီပြီးမှယိုချေးပေးတယ်။အခု youtube ကလည်း trump ကိုဒေါ်လာ25 billion လောက်ယိုချေးပေးခဲ့ရတယ်။စဉ်းစားကြည့်ပေါ်တော့တော့။အခု bbc လာတော့မှာ Trump ကတော့ပူချမ်းတာလားပေါ့ဗျာဒါမဲ့ Facebook တို့ရိုချေးပေးထားတဲ့ ABC တို့ရိုချေးပေးထားတဲ့ဥစ္စာကတော့ impure အရေးကိစ္စမှာပဲသူတို့ကအကုန်လုံးအတုံးချတယ်ပေါ့ဒီဖက်ဆာတွေအားလုံးကိုကဲ Trump ကလည်း confirm လုပ်နေပြီဒါဆိုတော့ဒီမှာတစ်ဖက်ကြည့်အောင်ဒါက GB News က Trump ကိုမနေ့က interview လုပ်ထားတဲ့ဥစ္စာ full interview ပေါ့နော်နောက်ထပ်ကြည့်အောင် on on your of that depiction. Um, how how easy was it to legal action? Can you have a word with someone at the BBC, or, or were you quite resolute that this should be one of the BBC's own? By so BBC could celebrate as we mala damamo di pedra ko pishin pu ya te pisha pe mala so ma down ni bbc ye promise ko ko bi ma di ke sa ko pishin pu pyo mala so ma pyo ni le bo no ဒါမှထရမ့်ကပြောနေတယ်။ဘာပြောလဲဆိုတော့ BBC က British အစိုးရကပိုင်ဆိုင်ထားတာလားဘယ်လိုဖြစ်သွားတာလဲဆိုတော့မင်းနေတယ်ပေါ့ what percentage is owned or if any is owned by your government i don't know it's funded predominantly by the british taxpayer so we have to pay ဒီတနည်းအားဖြင့်ပြောရမယ်ဆို BBC ကလေပြည်သူလူထုကကြည့်ဖွင့်ရ tax ပေးရတယ်အခွင့်ကြေးပေးရတယ်များသောအားဖြင့်တော့ BBC က funded by taxpayer ဖြစ်နေတယ် အခွန်ပေးတဲ့လူတွေကပဲဘန္တာရေးပေးခဲ့တယ်အလူငွေပေးခဲ့တယ်ပေါ့ဗျာဆိုတော့အစုရကတဝက်တစ်ပိုင်းပေးပေး percentage ဘလောက်ထိပိုင်ထားရလဲဆိုတာအထက် tax payer က BBC ကိုဘန္တာရေး funding ပေးခဲ့တယ်ငွေပေးခဲ့တယ်အကြည့်တယ်ဘယ်လိုလဲဘယ်လိုလဲဆက်ရတဲ့ဆက်ရတဲ့ဘယ်လိုလဲ it's strange and for somebody that That's hey, kind a of big story over in your country. A very big story. A big story over yeah. here. It's yeah. the biggest story over here. Yeah, the director general has resigned. The head of news has resigned over this. You've had the CEO, the director, Tama Yuyumo, editing team, Mohobuno. They get BBC, yeah, tight down, a loose song, a mint song movie. Director Gasa, CEO Gasa, do not load Hagan and not top light.

fake news ဆိုတော့က Donald Trump ကပဲတီထွင်ပန်တီထွင်ပန်တီထားတဲ့စကားကြောင်းလေးဖြစ်နေတယ်ပေါ့ဆိုတော့ Trump ကဘယ်အတိုင်းသာတီသွားမှာလဲ BBC နဲ့ပတ်သက်ပြီးမှဆိုတော့မေခွန်းနေမင်းနေတယ်အခုနသူပြောတဲ့စကားလုံးလေးကျွန်တော်ပေါ်ကြ fake news ကရင်အတူအရာဆိုရဲဟာစကလုံးကအသွင်ထုတ်အာ okay Yes. Tro, news. So, did this feel like a smoking gun when for years you've been frustrated with, with the depiction well, of the, this? Is, yeah, Adams. I think our proven fact is because they used to have high approval ratings, in media, now they have the lowest. I think they're lower than Congress, which is pretty good. <laughs> so, now fake news was a, a great term, except it's not strong enough. You know, I'd like it to be stronger. You know, the word fake is one thing, but <laughs> this is beyond fake, this is corrupt what they did. So fake news ကတော့ကောင်းပါတယ်ဒါပေမဲ့ဒီကိစ္စကအတုအယောင်ဆိုတာတစ်ပူဆူးတယ်အချင်းပြတ်လို့စားတာပဲတဲ့ BBC ကလေအတု fake news ဆိုတာတစ်သူတို့က corrupted ဖြစ်တယ်အချင်းပြတ်လာတယ်နော် So, uh, no, So no, you know, the lawyers walked in and said, Sir, you're not going to believe this. And they showed, I didn't hear about it. My lawyers walked in they just said, you know, the White House lawyers, they yeah. they government lawyers, actually. they walked in they said, Sir, you're not going to believe this. they said what is it and they show me the one and then they show me the other so အဲ့ဒီ BBC BBC ရဲ့ video ကို Donald Trump အဆူရအစီအနေတွေကသူ့စင်ကိုတွားပြတာပေါ့ဓမ္မကြီးရေကြည်ပါတယ်ခမယုံမှာမဟုတ်ဘူးပေါ့ so original မူရင်း video လည်းကြည်တယ် BBC က edit လုပ်ထားတဲ့ video ကိုလည်းပြတာပေါ့ဓမ္မ Trump စင်ကို It's not even close. It's different words. Looks like it's actually the same. mouth movement. Every, who would be able to even find this? Somebody did an amazing job to be able to, but it's a totally different meaning and totally different words. အခုလိုမျိုးတော့လင်ငယ်လေးလျှပ်ပြီးမှလို့လင်ငယ်လေးဖြားပြီးမှလွေးချော်ပြီးမှလို့ဒါတော့တော်ပါတယ်ဆိုတော့ဆောက်ကတော့ပြောရပါတော့ So and if somebody that understands television. I always think uh, when I watch you, I think you have certain different hats you put on. You've got your TV yeah. guy, you've got your property developer I, I guy. Ask, yeah. Talking about the ballroom, which I, I, think is is brilliant, and then you've you know you've got your father hat. I can imagine that BBC did this somewhat crudely, actually. Yeah, you know, it was done so sort of crudely. They clipped together, hadn't they, two parts of the speech that were nearly an hour apart. It, it's incredible. Um, to, to depict the idea that you had given this aggressive speech, which led to right. this. So, 16 minutes. How far will you push it? Because they haven't offered, our understanding is they've offered no money whatsoever. They've apologized. So, in a ဘယ်တိုင်းတာတိတော့မှလဲ BBC ကဖတ်ဆန်လဲရှိတော့ BBC ကဖတ်ဆန်လဲရှိတာတိတ်မဟုတ်ဘူးဆိုမပြောလာတယ်ပေါ့တော့ဆိုတော့တောင်းလဲတောင်းပါ BBC ရောတောင်းပါနေတယ်ရှိတော့ပါ တော့ပြောနေတယ်ဆာဒီအာထရမ့်ဘူးပေါ့နော်ဒီလိုမျိုးရောချင်းပေးဖို့ရှိတော့ကလန်းထားတာမျိုးရှိဘူးလုံးဝ BBC ကထရမ့်ကိုလေအနေချင်းရောချိုးရောချင်းလေးပေးတယ်ဆိုတော့ထရမ့်က okay ဖြစ်ဖြစ်မှာပါဒါပေမဲ့ဒီရုပ်ချင်းကိုအနေချင်းနဲ့ပြဖို့ရတော့ BBC ကငင်းနေတယ်ပေါ့နော်လုံးဝမပေးချင်ဘူးဖြစ်နေတယ်ပေါ့ so you may be pursuing I'm not looking to get into lawsuits, but I think I have an obligation to do it. This was. တော်တော့ပြောနေတယ်ပေါ့နော်။အမှန်စွန်တော့တယ်ဒီ BBC ကိုတရားဆွေးဖူရအတွက်ကျွန်တော်ကကောင်းနေမှာမထားဘူးပေါ့ Not looking for တိတ်ပြီးမယူရခဲ့ဘူးပေါ့။ဒါပေမဲ့အခုစွန်တော့ပါလဲဆိုတော့ကျွန်တော်မှာ BBC ကိုတရားဆွေးဖူရတာဝန်ရှိလာတယ် obligation နော်တာဝန်ယူမှုတာဝန်ရှိလာလို့ထားခန်းစားရကျွန်တော်ပြောလာတယ်ပေါ့နော် If you don't do it, you don't stop it from happening again อืมอ่ะจังကျွန်တော်ကျွန်တော် BBC ကိုတရားဆွေးမဖြစ်မဲ့ချင်တယ်တဲ့ဘာဖြစ်လို့ BBC ကိုတရားမဆွေးဘူးဆိုရင်တဲ့ BBC ကဆက်လက် PD လိုလင်းလင်းမှုတွေပဲလုပ်နိုင်ချေရှိတယ်တဲ့ဒါခတနည်းအားဖြင့်ပြောရမယ်ဆို Trump ကိုတိုင် Trump ကိုရဲကိုတာတခုတည်းတွေ့မဟုတ်ဘူးချန်တဲ့လူတွေကိုပါ BBC ကအဲ့လိုမျိုးတွားပြီးမှလုတ်သွားမှ Trump ကဆူရင်လာတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ကတာဝန်ရှိရယ်ပေါ့ BBC ကိုတရားဆွေးဖို့တာဝန်ရှိတယ်လို့ခန်းစားမိတယ်ဆိုပြောလာတယ် other people. I think you probably have an obligation. I'd like to find out why they did it, you know, so bad. Yeah. Who who thinks like this? And I wonder if they've done it. We'll find this out. You know, the nice part about litigation is we'll find out how many times have they done it to other people. Mm, Trump got up, didn't he? ဘာကြောင့်ဒီကိစ္စကို BBC ကလုတ်တာလဲဆိုတော့ကျွန်တော်သိချင်တယ်တဲ့ပြီးတော့ကျွန်တော်လူမျိုးပေါ့နော်လူပနီယောကို BBC ကအဲ့လိုမျိုးလုတ်ခဲ့တာလဲဆိုတော့ ျွန်တော်လည်းတိချင်တယ်တဲ့ that is a big step guys ကျွန်တော်ခုနပြောတဲ့ကိစ္စအခု America က BBC ကိုတရားဆွေးတော့မယ်ဆိုရင်ဒီတိုင်းရိုချေတက်တောင်းမှာမဟုတ်တော့ဘူးသူတို့က investigate လုပ်တော့မှာစုံစမ်းစစ်ဆေးလုပ်တော့မှာ BBC ကလူပနီယောက်ကို Trump လိုမျိုးလုတ်ခဲသွားတာလေအကုန်လုံးဖော်ထုတ်တော့မှာအဲ့ဒါဆိုတော့ BBC ရဲ့ကြအောင်ခန်းကအဲ့အဲ့ဒီစုံစမ်းစစ်ဆေးစတာနဲ့ပဲစသွား BBC ရဲ့ BBC ရဲ့ကြအောင်ခန်းကလည်း but maybe they did it to me quite a bit. Mm. You know, there's been a lot of publicity over it before. You know, I was. So, getting... Trump got you know, 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 ဒါကိုလေသူကတိချင်လာတယ်ဆိုတော့ BBC ကသူတို့ကစုံစမ်းလေ့လာမယ် BBC ကအရင်တုန်းကရှမ်ကိုအခုလိုမျိုးပေါ့အမှားယွင်းကြီးလောက်တာမျိုးတိုက်ခိုက်တာမျိုးအများကြီးရှိနိုင်ချေရှိတယ်ပေါ့စဉ်းစားကြည့် ABC ကလည်း ABC News ကလည်းထရော့ကိုလိုမျိုးလုပ်ခဲ့တယ် တရားဆွဲတယ် ABC မြို့ကတန်းနေချီပြီးမှယူချေပေးခဲ့ရတယ်ဆို BBC ကဒီတစ်ခါတစ်ခုလေးမဟုတ်တော့ဘူးဘိုးရင်တို့ကလည်းအချင်းပေါင်းများစွာလုံနိုင်ချေရှိရဆိုတော့၆ကတန်းတရားရှိလာတယ်ပေါ့ဒါတွေကိုလည်းသူကရှာဖွေချင်းလာတယ် in Aberdeen which is such a great place um i i went through you know years of permitting and everything else to build two great golf courses and i did it really as almost art more than anything else yeah. i mean i do it for wow. the art i'm lucky i can do that right but it's beautiful. And, and you know, owning Turnberry and having the great Turnberry, which is so beautiful. And so I, I, I know your country so well. And the fact that my mother was, you know, my mother was a great fan of the Queen. Mm. Anytime the Queen was on, she said, "Excuse me, don't talk." We have to listen to the Queen. So from that, uh, two America, England go below teach it. Uh, to the Queen's go uh, borrow. The be imagine go below the other go at your job. she, the Queen and the royal family. And you know, we were honored just recently by King Charles mm. and the family, the royal family. And they couldn't be nicer. It was great. We had a, that was an amazing few days. Okay. သာဝါဒီတိမာသူတို့ကနောက်ထပ်ဆွေးနွေးတာအများကြီးရှိသေးတယ်။ဆိုတော့ Trump ကဒီ BBC ကိုတရားဆွေးတာကကျွန်တော်တဦးတယောက်တည်းအတွက်တရားဆွေးတာမဟုတ်ဘဲနဲ့ဒါကကျွန်တဲ့လူတွေအားလုံးအတွက်ပါတရားဆွေးပေးမယ်။ ဒါမှမဟုတ်ဘူးနော် BBC ကဆက်လက်ပြီးအဲ့လိုလိုမျိုးနော်သူများကိုနော်ဘတ်လိုက်ပြီးမှလင်းလေလေးစားလွေးချော်တဲ့အမားယဉ်ကြည့်တွေအများကြီးလောက်သွားမှာမကြိုက်တော့ဘူးဆိုမှထမ်းကတော့ပြုတ်လာတယ်ဆိုတော့ BBC is gone guys အတန်တင်နေတယ်လိုက်တင်နေတယ်တဲ့ကျွန်တော်ရဲ့ internet line ကတိတ်မကောင်းဘူးတိတ်မကောင်းဘူးနဲ့တူပါတယ်ပေါ်တော့လေဆိုတော့ BBC BBC ကတော့ပေါ်တော့ရေတော်တော်လေးဒုက္ခကြီးကြီးကျယ်ကျယ်နဲ့ရင်ဆိုင် ကျုံတွေ့နေရပြီ။ကဲဒါဆိုတော့ Trump ကလန်ဒန်အကြောင်းပါပြောသွားတာလေကျွန်တော်တို့ဆက်လက်ပြီးကြည့်ကြည့်ရအောင်။ Trump ကလန်ဒန်ရဲ့မေယာကိုအထူးသဖြင့်ဒီလူကတော်တော်လေးဘေးအန္တရာယ်တဦးကြီးကြောက်ဖြစ်နေတယ်။တကယ့်အန္တရာယ်ရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်။လုံးဝဒီကောင်ကလန်ဒန်ကြီးကိုအမ်ဘရစ်တရှ်လန်ဒန်ကြီးကိုလုံးဝဖြစ်စည်းခဲ့တဲ့လူပုပ်ကူကြီးဆိုမှဆွဆွေးခဲ့တယ်ပေါ့နော်။ဆိုတော့နားထောင်ကြည့်ရအောင်ဒီကိစ္စလေး။ ဒီ British နဲ့ပတ်သက်ပြီးမှအတူကလည်းမင်းနေတယ်ပေါ့အထူးသဖြင့်လူဝင်မှုကြီးကြပ်ရေး system ကြီးကလုံးဝ Trump ကဝေဖန်ထားတာရှိတယ်ယူရိုပကလည်းဝေဖန်ထားတာရှိတယ်ယူရိုပကကြီးကြပ်ပါတဲ့ယူရိုပကအရင်ဆုံးယူရိုပနဲ့မတူတော့ဘူးတဲ့တော်တော်လေးကိုဆော့ပြတ်တမ်းပြီးမှယူတမှုပြီးနေတယ်ယူရိုပကြီးဖြစ်နေတယ်တဲ့အခုခင်ဗျားတို့ England ဆိုရင်လည်းဒီလိုပါပဲဆိုမှ Trump ကပြောသွားခဲ့ပြောသွားခဲ့တာရှိတယ်ပေါ့နော်နောက်ထောင်ကြည့်အောင်တစ်ချက်လောက်အထူးသဖြင့် London ရဲ့မေယာအကြောင်း Trump ကဘာလို့ပြောသွားလဲကြည့်ကြည့်အောင် problem in London. And I wonder whether Sadiq Khan should do something similar. terrible, terrible mayor. And as an example, you know, I was a high ranking officer, sort of always, or even as a civilian. You know, I said, Who's guy? He's a terrible mayor. And look at the crime you have in London. My mother loved London. She loved that city. She'd always talk about that was a different London than you have today. Today, you have people being stabbed in the ass. People being stabbed in the ass, no? not London sura That's not it. ဆိုတော့လန်ဒန်ရဲ့မေယာကလောမတတော်လေးစူးတဲ့လူတယောက်ဖြစ်နေတယ်တဲ့မင်းတို့ရဲ့လန်ဒန်မြို့လိုကြီးကိုကြည့်ပါတဲ့ဒီရာဇဝင်မှုတွေနဲ့ crime တွေနဲ့ပြစ်မှုကျူးလွန်မှုတွေအပြစ်ဖြစ်လာတယ်တဲ့မင်းတို့လန်ဒန်ရဲ့ you guys stab, stabbing, you can, you know. in the ass, you know. Pin lady, you know. Men of pin go down the two day tea done it. Yeah, London. My mother loved London. She loved that city. she always talked about that was a different London than you have today. Today, you people being stabbed in the ass <laughs> or worse. But no, it's crazy. It's true. It's, it's awful. awful. It is. It feels much safer here. Your mayor is a disaster. Okay, I can. I I don't know him. I don't even know where to If you put him there, I wouldn't even know. I can tell you, he is a disaster. He's mm -hmm. a nasty person. Uh, just and he's letting crime go right. You have you have areas in London and you have this in Paris too, where the police don't even want to go anywhere near those areas. You have Sharia law where they don't even want to obey the laws of you know your country or oh Sura. So ที่บาร์เนี่ยเมนอลแลนด์เนี่ยมาพี่มูจูนูเนี่ยหายามยาลุเนี่ยครัมยาสุวิมูชีเนี่ยมยาลุเนี่ยไอ้เนี่ยเราเยี่ยนดอมมันไม่ตัวชินอ่ะบูเร่เมนอลนั่งไงมาที่บาร์เนี่ย yes, မင်းတို့နိုင်ငံမှာရှီရီးယားလို့ရှိတယ်တဲ့စဉ်းစားကြည့်တဲ့အင်္ဂလန်မှာရှီရီးယားလို့ရှိတာတဲ့မင်းတို့ရဲ့အရှင်ရရဲ့ဥပရေကူတော်မှမလိုက်ချင်တဲ့လူတွေကမလိုက်နာချင်တဲ့ကောင်တွေကရှီရီးယားလို့ကိုလိုက်နာခိုင်းတယ်တဲ့နော်အဲဒါထရမ်ကအဲ့ဒီလန်ဒန်ရဲ့မေယာဆဒီခန်အကြောင်းလုံးဝပါလေပပဆက်ဆက်ပေါ့ရေးရေးဆက်ဆက်ပြောသွားတာပေါ့နော်ထရမ်က မင်းတို့ရဲ့လန်ဒန်မေယာကြီးကလုံးဝငစ်ပတ်ပြီးမှအန်ဒရီရှိတဲ့ပုံကိုတယောက်ပါဆိုမှပြောနေတယ်လန်ဒန်ကြီးမှာရှရလို့ဘီလူရင်ကဦးတရားဥပဒေစူမူရေးကိုတော့မလိုက်နာတဲ့လူရင်ကရှရလို့ရှရလို့မွတ်စလင်မြတ်လို့ကိုကျင့်သုံးနေကြတာဆိုမှပြောလာတယ် Friends or other countries, and you have much worse conditions than even that. It's crazy what's going on with you. is crazy what's going on with europe that europe ကိုလည်းကြည့်ပါတကယ် youtube မှုအပြစ်ဖြစ်လာတယ်ဆိုတာပြောနေတယ်ဆိုတော့ဒီ london ကတော့ကျွန်တော်တို့အမေရိကန်ပြောနေတယ်ဒီ london အချောင်း uk အချောင်းမျိုးကိုကျွန်တော်တို့ပြောရင်ပြောရင်ပေါ့နော်တချို့ကြီးစုသူ muslim မဲ့ဆွေကစိတ်ထူကြတယ်ဒေါသထွက်ကြတယ်ပေါ့နော်ဒါကဘာသာရေးအချောင်းကိုကျွန်တော်တို့ပြောတာမဟုတ်ပါဘူး တော်ဘာသာရေးစောကားမှုတွင်ဘာသာရေးပုတ်ခမဲ့လန်ဒန်ရဲ့ဖြစ်ဖြစ်ကြီးကိုတော့ခင်ဗျားတို့ကိုယ်တိုင်တော်ပြီးမှလေ့လာပါအင်္ဂလန်ရဲ့ဖြစ်ဖြစ်ကြီးကိုတော့ခင်ဗျားတို့ကိုယ်တိုင်တော်ပြီးမှလေ့လာပါအင်္ဂလန်ကြီးဆိုတာကအစကတည်းကလောကခရိယန်တွေလူဖြူတွေပြည်နေတဲ့နေရာကြီးအခုကမွတ်စလင်ကအကုန်လုံးဖုံးလွှမ်းနေပြီယူကီကမွတ်စလင်ရဲ့လက်အောက်မှာကျပါတယ် ခုနောင်လာမဲ့10နေ15နှစ်လောက်ဆိုတော့ UK ကဖြစ်လာဖို့အလားအလာရှိတာလို့ပြောနေကြတယ်အခုတော့မှမြို့တော်ဝင်းတတော်များများကအောက်ချုပ်တတော်များများကမွတ်စလင်တွေဖြစ်လာကြပြီလန်ဒန်မှာလေပြီးတော့မြို့တတော်များများမှာ majority လူအများစုကမွတ်စလင်တွေဖြစ်လာကြပြီဘာဖြစ်လို့လဲဆိုလူဖြူရင်းကကလေးမမွေးတော့တာအဲဆောက်ဒီလူဖြူရင်းကလည်းငပင်းရင်းကြီးပဲသူတို့ကလည်း so သူတို့နိုင်ငံက London or UK is being taken over by a muslim that is the truth that the facts ဒါကလောကနိုင်ငံရေးမိုင်းတိုင်းတာလို့နိုင်ငံရေးတိုက်ခိုက်တာလို့မဟုတ်ဘူးဒါကတော့မှန်တယ်ကမမယုံရင်တော့ခင်ဗျားတို့ကိုယ်တိုင်သွားပြီးမှလေ့လာချိပေါ့ကွာ UK ကိစ္စကိုတော့ဒီလောက်နဲ့ပဲကျွန်တော်ကတော့ UK ကိစ္စကိုတော့အဆုံးသတ်ချက်ပါတယ်ဆိုတော့ BBC ပြီးမှ BBC ကတော့ခုကျွန်တော်တို့ပြောတဲ့အတိုင်းပါပဲအဆုံးသက်ဖို့ကနေရမယ့်ဘဝဖြစ်နေတယ် BBC ကဖက်ဆန်လေးတိတ်ရှိတာမဟုတ်ဘူးကျွန်တော်ခုနကျွန်တော်တို့ပြောတဲ့ကိစ္စ BBC က tax payer က funder ဖြစ်နေတယ် BBC ကပီတူလူထုကပဲအခွင့်ပေးပြီးမှပဲကြည်နေတဲ့ program တစ်ခုဖြစ်နေတယ်အခု Trump က BBC ကို5 billion 3 billion 4 billion လောက်နဲ့တရားစွဲမယ်ဆိုတော့ ele pensa na BBC ela tipo ela o chandare trintana chile mo hobu pine de so BBC is over guys BBC is getting into shit BBC is getting into shit so that's it uh okay ဘောရတော့ဒီလောက်နဲ့ပဲကျွန်တော်ရဲ့အာဗီဒီယိုလေးကူရနာပြရစီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ internet ကဒီနေ့